This is Radio Free Asia. The following program is in Burmese. တော်တဲ့ရှင်များမင်္ဂလာပါရှင်။လူလက်တဲ့အာရှအသံ RFI ရဲ့စီစဉ်တွေကို American ပြည်တော်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျွန်မကခင်ခင်ဤပါရှင်။တော်တဲ့ရှင်များရှင်။ ဒီနေ့စီစဉ်မှာခါတိုင်းလိုပဲထူးခြားတဲ့သတင်းတွေကိုအရင်ဆုံးတင်ပြမှာပါ။အဲ့ဒီနောက်ကြားမဲ့စီစဉ်တစ်ခုမှာတော့ထူးခြားတာကမင်းအောင်နိုင်ကဒီတခါ NUG နဲ့တွေ့မယ်ဆိုတာကို အန်ဝါရူကပြောရသားနဲ့လက်ခံခဲ့တာပါပဲ။အာဆီယံဥက္ကဋ္ဌနဲ့မြို့သားညီညွတ်ရေးအစိုးရ NUG တို့တွေ့ဆုံပွဲအပေါ်တုံ့သက်တင်ပြထားတာနှာစင်ရမှာပါ။အခုအရင်ဆုံးတော့သတင်းတွေကိုတင်ပြပါမယ်ရှင်။ မြို့သားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းနဲ့အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ် NWA Ibrahim တို့ဧပြီလ18ရက်နေ့မနေ့ပိုင်းကအွန်လိုင်းကတဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ NUG ကသတင်းထုတ်ပြန်ပါတယ်ဒီတွေ့ဆုံပွဲအတွင်းအာဆီယံဥက္ကဋ္ဌနဲ့တကွအဖွဲ့ဝင်နိုင်ငံတွေအားလုံးနဲ့ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရေးအပါအဝင် မြန်မာပြည်သူတွေထံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေထိထိရောက်ရောက်ပေးဖို့ဖြန့်ဝေနိုင်ရေးကိစ္စတွေကိုပြုမွေလင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။မြန်မာမှာငလျင်ပေးတံအကူအညီပေးရေးပုံမှုလှုပ်ဆောင်နိုင်ဖို့စစ်ကောင်စီနဲ့မျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကအပြစ်ခတ်ရစဲရေးကိုတက်တန်းတိုးဖို့ဂရီကပုတ်ပြုခဲ့တယ်လို့အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောဆိုပါတယ်။ အစ်စ်မြင့်တွေ့ဆုံမှုတွေဆက်လက်လုပ်ဖို့စစ်ဆိုးရနဲ့အတိုက်ခံတွေနဲ့ဆွေးနွေးနေတယ်လို့လည်းဆိုပါတယ်။အာဆီယံဥက္ကဋ္ဌဟာမြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမေအောင်လှိုင်နဲ့ဧပြီလ18ရက်နေ့ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံခဲ့တယ်လို့မြို့သားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့ဧပြီလ18ရက်နေ့မနေ့ပိုင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ NUG နဲ့ဆွေးနွေးမှုမှာ Mr. Enwa က ASEAN ဟာစစ်အစိုးရနဲ့ဆက်လက်ဆွေးနွေးတော့မှာဖြစ်ကြောင်းနဲ့ဘသူကထိန်းချုပ်ထားသည်ပဲဖြစ်စေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုလိုအပ်တဲ့ဒေတာတွေကိုပေးအပ်သွားမှာဖြစ်ကြောင်းပြောကြားခဲ့တယ်လို့ဆိုပါတယ်။ ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်နဲ့တွေ့ဆုံရမှာလဲမြန်မာပြည်သူတွေထံလူသားချင်းစာနာထောက်ထားမှုကူညီတွေရရှိစေဖို့တိုက်ပွဲတွေရဆိုင်ရေးနဲ့အပြစ်ခတ်ရဆဲရေးထပ်မံတက်တန်းတိုးဖို့အရေးကြီးကြောင်းအလေးအနက်ပြောကြားခဲ့တယ်လို့အာဆီယံဥက္ကဋ္ဌအန်ဝါအီဘရာဟင်ကသူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်ရှင်။ မကွေးအချင်းထောင်မှာဧပြီလ23ရက်နေ့ကအချင်းဦးစီးဌာနဝန်ထမ်းတွေနဲ့အချင်းသားတွေကြားတင်းမာမှုတချို့ဖြစ်ပွားခဲ့ပြီးနိုင်ငံရေးကျင်းသားနှစ်ဦးသေဆုံးခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။ ပစ်ခတ်မှုအတွင်းနိုင်ငံရေးအကျဉ်းသားတွေနဲ့တခြားအကျဉ်းသားတွေအများအပြားထိခိုက်ဒဏ်ရာရခဲ့ပြီး၅ဦးထက်မနည်းစိတ်ကူးတာခံနေရတယ်လို့ဆိုပါတယ်။ထောင်ဝင်းနှန်းတချို့လည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်းဖော်ပြပါဗျ။ဒီတင်းမာမှုဖြစ်ပွားခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီးနိုင်ငံရေးအကျဉ်းသားတွေကိုထောင်တွင်းစုံစမ်းစစ်ဆေးတာတွေလုပ်နေတယ်လို့လည်းဖော်ပြပါဗျ။ဒီကိစ္စနဲ့ပတ်သက်ပြီး RFA ကအချင်းဦးစီးဌာနကိုဆက်သွယ်ခဲ့ပေမဲ့အဆက်အသွယ်မရခဲ့ပါဘူးရှင်။ မြန်မာနှစ်2021ရဲ့ဧပြီလ18ရက်နေ့မှာနိုင်ငံရေးကျင်းသား388ဦးပြန်လွတ်လာတယ်လို့ PPNM ကသတင်းထုတ်ပြန်ပါတယ်။အကျဉ်းတောင်33ဦးကနေနိုင်ငံရေးကျင်းသား221ဦးနဲ့နိုင်ငံရေးကျင်းသူ159ဦးလွတ်မြောက်လာတာလို့ဆိုပါတယ်။ စစ်ကောင်စီကနိုင်ငံတဝန်းကအချင်းထောင်တွေကနေအချင်းသား4863ဦးကိုဧပြီလ18ရက်နေ့မှာလှုပ်ပေးခဲ့ပြီးလူမြောက်လာသူတွေဟာနောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ရင် ကြန့်ရှိနေတဲ့ပြစ်ဒဏ်တွေကိုပါတဘာတည်းကြာခံရမယ်လို့ထုတ်ပြန်ထားပါတယ်။အာနာသိမ့်ပြီးနောက်၄နှစ်ကျော်ကာလအတွင်းစစ်ကောင်စီကလူငယ်ချမ်းသာကွင်း18ကျိန်ကျင်းညာခဲ့ပြီးစုစုပေါင်းအချင်းသား36622ဦးကို ပြန်လှုပ်ပေးခဲ့ပါတယ်။ လွတ်လပ်တဲ့သူတေသနအဖွဲ့ ISB မြန်မာရဲ့စီးရင်တွေအရအဲ့ဒီထဲမှာနိုင်ငံရေးကျင်းသား6000ဝန်းကျင်သာပါဝင်ပါတယ်အာရခတ်တက်တော် AA ဖန်စီထိမ့်သိမ်းထားတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖန်သမား55ဦးကိုဧပြီလ16ရက်နေ့ကဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေထံပြန်လည်လွှဲပြောင်းလိုက်တယ်လို့ AA နဲ့နှိစက်တဲ့ဒေသခံတွေက RFA ကိုပြောပါတယ် အဲ့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာပြီးခဲ့တဲ့ဇန်နဝါရီလကနေမတ်လအတွင်းမြန်မာရေပိုင်နက်ကိုဝင်ရောက်ခဲ့ပြီးငါဖမ်းခဲ့ကြရတာကနေအာရခတ်တပ်တော် AA ကဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ရခိုင်ပြည်နယ်အခြေစိုက် Argan Bay News ကဖော်ပြပါတယ်။သူတို့ကို AA တာဝန်ရှိသူတွေကဘင်္ဂလားဒေ့ရှ်နေဂျာဆောက်တပ်ဖွဲ့လက်ထဲကိုတိုက်ရိုက်လွှဲပြောင်းပေးလိုက်တာလို့ဆိုပါတယ်။ ကီလိုမီတာ290ကျော်ကန့်ရှီလျားတဲ့မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်ကိုအာရခတ်တပ်တော် AA ကတိမ့်ပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်မြန်မာနဲ့ထိုင်းနိုင်ငံမြောက်ပိုင်းမှာဧပြီလ18ရက်နေ့တောက်ကြနေကပြင်းအား1.4ကနေ4.1ကြားငလျင်9ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ထိုင်းမိုးလေဝသဌာနကထုတ်ပြန်ပါတယ်။ ထိုင်းနိုင်ငံမှာမနက်တနားရီ12မိနစ်ကပြင်းအား1.4ဒသမ4ရှိတဲ့ငလျင်တစ်ခုလမ်းဖမ်းပြင်းနယ်မှာလှုပ်ခတ်သွားခဲ့တယ်လို့ဆိုပါတယ်။မဲဟောင်ဆောင်ခရိုင်အနောက်မြောက်ဘက်345ကီလိုမီတာအကွာမြန်မာနိုင်ငံမှာ16ရက်နေ့မနက်4:28မိနစ်မှာပြင်းအား4ဒသမ1အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်သွားတယ်လို့ဖော်ပြပါတယ်။မြန်မာနိုင်ငံမိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်မှာတော့ မနေ့3နာရီ58မိနစ်နဲ့ညနေ4နာရီ10မိနစ်ကြာပြင်အား3.9 3.5 3.1 3ရှိတဲ့ငလျင်3ချိန်လှုပ်ခတ်ခဲ့တယ်လို့ဆိုပါတယ်သတင်းတွေကိုတင်ပြခဲ့တာပါရှင်။ စစ်တပ်အာဏာသိမ်းတဲ့၄နှစ်ကျော်ကာလမှာအာဆီယံဥက္ကဋ္ဌဟာပထမဆုံးအကြိမ်အနေနဲ့မြို့သားညီညွတ်ရေးအစိုးရ NUG ကိုလူ့သိရှင်ကြားတရားဝင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဒီမတိုင်ခင်တရက်မှာအာဆီယံဥက္ကဋ္ဌဟာစစ်ကောင်းဆောင်နဲ့လည်းတီးခြားဆွေးနွေးခဲ့ပါတယ်။မြန်မာနိုင်ငံဟာဆစ်ဆက်ဆွေးနွေးပွဲလမ်းကြောင်းပေါ်ရောက်လာတော့မှလား။ကိုဆိုင်ဝနာကဆက်ပြီးတင်ပြပေးပါမယ်ရှင်။ ာဆီယံဥက္ကဋ္ဌနဲ့မြို့သားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်တို့ April 17ရက်နေ့မနက်ကဗီဒီယိုအွန်လိုင်းစနစ်နဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့နှစ်ဖက်စလုံးကသတင်းထုတ်ပြန်ပါတယ်။ဒါဟာစစ်တပ်အာဏာသိမ်းပြီးနောက်၄နှစ်အကြာအာဆီယံဥက္ကဋ္ဌနဲ့ NUG အစိုးရတို့ပထမဦးဆုံးအကြိမ်လူသိရှင်ကြားတွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်။ဆွေးနွေးပွဲမှာလူသားချင်းစာနာမှုအကူအညီတွေအရေးပေါ်လိုအပ်မှုအခြေအနေနဲ့လိုအပ်နေသူတွေစီအကူအညီတွေရောက်ရှိရေးကိစ္စဆွေးနွေးခဲ့တယ်လို့ ASEAN ဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဧပြီ18ရက်ကလည်းစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံပြီးစစ်ရဲစဲရေးတပ်တန်းတို့ဖို့လူသားချင်းစာနာမှုအကူအညီပေးရင်းနဲ့မြန်မာနိုင်ငံပုံမှန်ရှင်နေပြောင်းရောက်ရေးအရေးကြီးကြောင်းဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။အာဆီယံဥက္ကဋ္ဌကိုယ်တိုင် NUG နဲ့တွေ့ဆုံလာတာဟာမြန်မာပြည်ရဲ့ရှင်နေမှန်ကိုအာဆီယံကနားလည်လက်ခံလာတာလို့ NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရသူဦးနေဖုံးလက်က RFP ကိုပြောပါတယ်။အခုကတော့ဒါတရားဝင်ကျွန်တော်တို့ ဒါတဲ့နေတဲ့မှာတစ်ခါရထုတ်ပြန်ပြီးတော့တရားဝင်တွေးဆောင်တဲ့သဘောမျိုးလို့ဒါပြောလို့ရပါတယ်အဲ့တော့တိုင်းသားတွေနဲ့ NUG ကနေပြည်တော်မှာတကယ်လက်တွေ့စိုးမိုးပြီးတော့ထိန်းချုပ်ပြီးတော့ဗောနော်ကျွန်တော်အုပ်ချုပ်ရေးထူထောင်နေတာတွေနောက်ပြီးတော့ဒီ service ပေါ့ပြည်သူလူထုကိုဝန်ဆောင်မှုပေးနေတဲ့ကိစ္စတွေဒါတွေလည်းဒါရှိရှိနေတဲ့အနေအထားဖြစ်ပါတယ်နောက်အဲ့တော့ဒီအနေအထားတွေကိုဒါအာဆီယံကဒါနားလေသဘောပေါက်လက်ခံလာတဲ့အခြေအနေတစ်ခုလို့တော့မြင်ရမှာဖြစ်တယ်ဗောနော်ဒါကအစတစ်ခုလို့တော့ကျွန်တော်တို့ကတော့သုံးသပ်ပါတယ် ာဆီယံဥက္ကဋ္ဌကတော့မြမငញ្ញញရင်နဲ့မျိုးသားပြန်လည်တင့်မြတ်ရေးကိုအထောက်အကူဖြစ်ဖို့တိုင်းဝိုင်းအားလုံးနဲ့ဆက်ဆက်ဆွေးနွေးမှုတွေဆက်လုပ်သွားမယ်လို့ပြောပါတယ်။အာဆီယံဥက္ကဋ္ဌရဲ့အကြံပေးထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ရှင်နာဝတ်ကလည်းမြန်မာနိုင်ငံမှာငញ្ញញရင်ဆွေးနွေးပွဲတွေဖြစ်နိုင်ခြေရှိတယ်လို့ပြောဆိုထားပြီးဧပြီလဇန်ကစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်နဲ့တွေ့ဆုံချိန်မှာတော်လိုင်းရေးအင်အားစုတွေနဲ့ဆက်ဆက်ဆွေးနွေးဖို့တိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံရှေ့ဆိုင်မြမအရေးလိလသုံးသက်သူ ဒေါက်တာလကျော်စောကတော့မြမလက်နက်ကင်တော်လန်ရေးဟာဆေးဆက်ဆွေးနွေးရေးလမ်းကြောင်းပေါ်ရောက်လာနိုင်တယ်လို့သုံးသပ်ပါတယ်။ထူးခြားတာကမင်းအောင်နိုင်ကဒီတခါ NUG နဲ့တွေ့မယ်ဆိုတာကိုအန်နွာရူကပြောရသားနဲ့လက်ခံခဲ့တာပါပဲ။ အဲ့တော့ဟိုကျမကြည့်တာတော့ကျမတို့ဗမာပြည်ရဲ့တွန်လှန်ရေးအခြေအနေဟာဆက်ဆက်ဆွေးနွေးလမ်းကြောင်းပေါ်တစုံတရာပြန်ရောက်နိုင်တယ်ထင်တယ်စစ်ကောင်စီနဲ့ NUG ပါဝင်တော်လှန်ရေးအဖွဲ့အစည်းတွေကြားဆွေးနွေးပွဲဖြစ်လာနိုင်ခြင်းနဲ့ပတ်သက်လို့ NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရသူဦးနေဖုံးလက်ပြောတာကကျွန်တော်တို့ဒေါ်လာရင်းအင်အားစုတွေဘက်ကတော့ဒီနိုင်ငံရေးဥတီချက်6ချက်ပေါ့နော်ဒီဥစ္စာကိုကျွန်တော်တည်လင်းထုတ်ပြန်ထားပြီးဖြစ်တယ်ပေါ့နော်ဒါတွေကစစ်တပ်ကနိုင်ငံရေးရနေကျွန်တော်တို့ထွက်အောင်လက်နက်ကန်အင်အားစုတွေအကုန်လုံးဟာ ရသားဆိုရရဲ့အုပ်ချုပ်မှုအောက်မှာရှိရမယ်ပြီးတော့2008အောက်ကနေကျွန်တော်တို့ပြန်မသွားဘူးအားလုံးပါဝင်နိုင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအစ်တတရဲ့ကျွန်တော်တို့ဒါရေးဆွဲမယ်ပေါ့နော်အဲ့မှာလဲဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးကျွန်တော်ရေးဆွဲမယ်အဲ့ဒီအခြေခံဥပဒေကနေမှတစ်ဆင့်ကျွန်တော်တို့ဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုကိုထူထောင်မယ် ။နောက်ဆုံးအရေးကြီးဆုံးကတော့ကျွန်တော်တို့စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တဲ့သူတွေအနေနဲ့ကျွန်တော်တို့ transitional justice လို့ခေါ်တဲ့ပြည်ကပြောင်းရေးကာလတရားမျှတမှုဖြစ်စဉ်ကိုဖျက်ဆီးကြရမှာပေါ့နော်။အဲ့တော့ဒီအချက်တွေပေါ်မှာအခြေခံပြီးတော့ဒါကျွန်တော်တို့တွေကအဲစကားပြောခြင်းမပြောခြင်းဆိုတဲ့ကိစ္စကဖြစ်လာမယ်ဆိုတဲ့ဟာကိုလည်းအတိအလင်းပြောထားပြီးဖြစ်ပါတယ်ဗျ။ကင်မဒါစီယို KNU ကလည်းသူတို့အနေနဲ့စစ်ဆက်ဆွေးနွေးကိုမငင်းပယ်ဘူးလို့ဆိုပါတယ်။ဒါပေမဲ့အရင်လိုဆွေးနွေးလို့တော့မရတော့ဘူးလို့ KNU ပြောခွင့်ရသူဘရိုစော့တော်နီက RFA ကိုပြောပါတယ်။ ျွန်တော်တို့ရဲ့အတွေ့အကြုံရတော့ကျွန်တော်တို့ဘယ်တော့မှဟိုအရင်တော့လို့မလုံနိုင်တော့ဘူးဆိုတာသိရချာရှင်းပြပေးသားပါ။ဘာဖြစ်ဖြစ်တွေးဆောင်ဆွေးနွေးပွဲကိုတော့ကျွန်တော်ညင်းတာတော့မဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့ရဲ့ဖြတ်တန်းလာခဲ့တဲ့အတွေ့အကြုံရအရင်တော့ပွဲရီလိုပဲကျွန်တော်တို့လိုက်သွားလို့တော့မရတော့ဘူးဆိုတာရှင်းရှင်းလင်းလင်းပြောထားပါမယ်။အရင်တော့စစ်တပ်နဲ့တိုင်းသာလက်နက်ကင်တွေကြားနိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနီလနဲ့ဖြည့်ရှင်ဖို့ ရက်သားတွေရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်စောင့်ရှောက်ဖို့စတဲ့ညဉ့်ညဉ့်ရဲ့သဘောတူညီချက်တွေရှိခဲ့ပေမဲ့စစ်တပ်အာဏာသိမ်းမှုကြောင့်ကျိုးပြတ်ခဲ့ရပါတယ်။ဒါကြောင့်ဒီချိန်ဆွေးနွေးပွဲတွေမဖြစ်ခင်မှာစစ်တပ်ကနိုင်ငံရေးကနေထွက်ဖို့အရက်သားအစိုးရအောက်မှာနေဖို့အတိတ်ကကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက်တာဝန်ခံဖို့စတဲ့အချက်တွေကိုအရင်ဆုံးလက်ခံရမယ်လို့တော်လှန်ရေးအင်အားစုတွေကပြောဆိုနေပါတယ်။ဒါနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဆက်သွယ်ခဲ့ပေမဲ့ဖုန်းလက်ခံမဖြေဆိုပါဘူး။ ဒါပေမဲ့စစ်ကောင်စီရဲ့မြို့သားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ NSPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြေကစစ်တပ်ကိုနိုင်ငံရေးကထွက်ဖို့တောင်းဆိုတာဟာမဖြစ်နိုင်တဲ့တောင်းဆိုချက်ဖြစ်တယ်လို့မတ်လ26ရက်နေ့ကပြောဆိုခဲ့ပါတယ်ခင်ဗျာကိုဆိုင်ဝနာကတင်ပြခဲ့တာပါရှင်မြန်မာနိုင်ငံမှာလျှက်စစ်မီးလုံလောက်အောင်မထုတ်လုပ်နိုင်တော့တဲ့အတွက်စွန့်အင်ကဏ္ဍမှာအဆိုးရွားဆုံးဖြစ်နေပါဗျ ီအခြေအနေကြောင့်ရန်ကုန်မြို့ကန်တွေဟာလူနေမှုဘဝတွေကိုနှိမ့်စင်ခက်ခက်ခဲခဲဖြတ်သန်းနေကြရပါတယ်။မက်သစင်လိုင်းကဆက်ပြီးပြောပြပါမယ်။တနင်္ဂနွေလုံးလူဦးရေရဲ့ရှစ်ပုံတပုံရှိနေတဲ့ရန်ကုန်မြို့ကြီးမှာတနေ့ကနိုင်ပိုင်းပဲလက်စမီရရတဲ့အတွက်လူတွေရဲ့နေ့စဉ်ဘဝတွေကမောက်ကမဖြစ်နေရပါတယ်။ရန်ကုန်မြို့မှာမိတူကူးစက်နဲ့စာစီဆိုင်ရဲ့လုပ်ငန်းကိုမိဆက်သုံးပြီးလုပ်နေရတယ်လို့လုပ်ငန်းရှင်တယောက်ကပြောပါတယ်။ ညီမတို့ဆိုင်ဆိုလို့ရှိရင် ABC အုပ်စုသုံးခုခွဲထားတယ်မှာ C group ရဲ့မှာပါတယ်ပေါ့နော်အဲ C group ကဒီနေ့ဆိုရင်တနအိယနေ9နာရီတည်တယ်တချို့ရက်တွေဆိုရင်တနအိယနေ9နာရီအတွင်းဆိုပေမဲ့ဟိုပြတ်သွားတဲ့အချိန်တွေလည်းရှိရပေါ့နော်အဲ့လိုခါမျိုးတွေကြာရင်မိဆက်သုံးရတယ်မိဆက်သုံးပြီးတော့အလုပ်ကိုအဆင်ပြေအောင်ရမ်းရတယ်ဘယ်လိုစီဝင်ရတဲ့ဒုက္ခအခက်အခဲလေးတွေလည်းရှိတတ်တယ်ပေါ့အဲ့စီဝယ်လို့မရတဲ့အခါမျိုးကျတော့ညီမတို့ဟိုလုပ်ငန်းကိုရပ်ထားလိုက်ရတာပေါ့သမီးချက်တာ တယ်လီဖုန်းကွန်ပျူတာအားသွင်းတာရေးဆက်မောင်းရတာတွေအတွက်လစ်စမီယာမရှိမဖြစ်ပါဒါတွေအတွက်ညကောင်တွေမှာလည်းလုံနေရတဲ့အတွက်အေးပြက်ပြီးတော့ဘဝနေထိုင်မှုတွေတို့ရင်းလာပြီလို့ကုမ္ပဏီဝန်ထမ်းတယောက်ကပြောပါတယ်ညနေမှမီးလာတဲ့အခါကျတော့ကမ္ဘာနဲ့ထအားရေးတင်ထမင်းချက်ဟင်းချက်လက်ရှိသုံးနေတဲ့အဲ့လိုဖုန်းတွေကွန်ပျူတာတွေအားသွင်းဆိုတော့ အချိန်ရမနက်မိုးလေးပိုင်းတော့ဖြစ်သွားပါဗျာအဲ့တော့မနက်ကျတော့ကျွန်တော်အစောကြီးပြန်ထားအလုပ်သွားဖို့ပြင်ဆင်ဆိုတဲ့ခါကျတော့လုံရောကျွန်တော်တို့ကဘာမှအလုပ်ကိုကောင်းမလုပ်နိုင်တော့ဗျာအာရုံမဆိုင်နိုင်တော့လို့ခေါင်းလေးကိုက်လူကကြောက်လက်လောင်ဗျာရန်ကုန်မြို့ရဲ့အထက်မြင့်တိုက်ခန်းတွေမှာနေတဲ့သူတွေဟာရည်တင်မှုလျှက်စင်မီလို့တလို့ပူပြင်းတဲ့ရာသီဥတုမှာလည်းလျှက်စင်မီမရရင်နေထိုင်ရတာခက်ခဲတယ်လို့ထမင်းဆိုင်ပိုင်ရှင်တယောက်က ပြောပါတယ်ခုတော့ဒုက္ခတွေရောက်နေကြတယ်ဒီနွေးဆိုးပုံကျုံးမြန်ရောလူတွေ လူတွေနေလို့တော့ရမှာမဟုတ်တိုက်ကန်းသမားတွေဘူးဆိုမယ်အန်ဒီတို့ကတော့အောက်နေလို့မှရက်တောင်တစ်ချောင်းချင်းနဲ့ရက်ခတ်နေလို့ရတယ်နောက်တစ်ချက်ကလည်းမိဘအန်ရဲ့ပါလက်စစ်တာတုံရင်နွေးဦးဒေအိုးတို့လိုမိဖို့ကြောင့်တုံပစ္စည်းတွေကိုတုံးနေရုတ်တရက်မိပြတ်သွားတဲ့အချိန်မှာ ခလုံးမပိတ်မိပဲမိပြန်လာတာကိုသတိမထားမိတဲ့အခါ short ဖြစ်ပြီးတော့မိလောင်နေတဲ့အန်ရဲ့လေးရှိနေပါတယ်မိတ္တဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ2024ခုနှစ်ဇန်နဝါရီလကနေ စက်တင်ဘာလထိ6လအတွင်းနိုင်ငံတော်မှာမီးလောင်မှု953ကျင်းဖြစ်ခဲ့ပြီးတော့လူ86ယောက်ထိသေဆုံးခဲ့တယ်လို့ဆိုပါတယ်။မီးလောင်ရတဲ့အကြောင်းရင်းတွေကပြည့်စင်မီပေါ်ဆမှုနဲ့မီးပိုမီးတွေကြောင့်အများဆုံးဖြစ်တယ်လို့ဖော်ပြထားပါတယ်။အခုဆိုရင် လူလက်တန်းစားတွေဟာမီးစက်၊နေအောင်ကြီးစွမ်းရင်သုံးဆူလာပြားတွေအပြင်မီးလာတဲ့အချိန်မှာအားသွင်းပြီးတော့ပြန်သုံးနိုင်တဲ့ဖူအားမြင့်ဘက်ထရီအိုးတွေကို တွင်တွင်ကျဲကျဲသုံးနေကြတယ်လို့ပြောပြပါရရှင်ဒီစီစဉ်တဲ့ပဲ RFA ရဲ့အတန်းလင်းချက်တွေကိုလည်းရန်နာခွင့်ပြုပါရှင်။နောက်ဆက်တဲ့အတွက်လည်းကျေးဇူးအထူးတင်ပါတယ်။တောတက်ရှင်မြန်မာပြည်သူပြည်သားအားလုံးဘေးရန်ကင်းပြီးကိုယ်စိတ်နှပြွှင်လန်းချမ်းမြေ့ကြပါစေရှင်။